သားတော်သမီးတော်ခြေတော်မျိုးတော်များအပေါင်းတို့ယခုဒုတိယပိုင်းစတုလောကပါလာနမင်းကြီး၄ပါးတို့ဤလျှောက်ထားခြင်းကိုတင်ပြပေးပါမယ်။ဝါကောင်လာပြည့်ကျော်ပြီးနောက်ပိုင်းမှာတကြိမ်ကြွားရောက်၍လာကြပြန်တယ်။ဒီတကမှာတော့စတုလောကပါလာနမင်းကြီး၄ပါးနှင့် ကုဝေရကောဝိတဝန်နမင်းကြီးရဲ့စਿੱတူကြီးဖြစ်သောနဘလူးမင်းများပါလိုက်ပါလာကြပါတယ်။ရွှေရကုံဘိုးဘူးကြီးလေးပါတို့နှင့်ယင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ ဖြစ်ကြပါတယ်လို့ရှောက်ထားကြပါတယ်။အရှင်ဘုရားကဘုရားလေးစုနဲ့ပရိဘောကတော်ဆံတော်တို့ကိုရွှေတင်ငန်းပရိသာပင်ဆက်ကလူရန်ပူဇော်ပြီး အမြဝေပေးတာကို တာဓုခေါ်ရပါသဖြင့်ကြည်စုတင်လို့လာရောက်ဖူးတာပါဘုရားပရိသာပင်ငါးပင်စလုံးတာဓုခေါ်နိုင်ပါれဘုရားတပည့်တော်တို့ရဲ့လက်အောက်ငယ်သာအချွေအယံတွေလဲတာဓုခေါ်ရလို့အစင်းမြင့်ပြီးကြည်စုတွေတင်းနေကြပါれဆိုတာကြောက်ထားကြပါれဘုရားဘယ်မှမမရဘူးသေးတဲ့ပရိသာပင်ငါးမျိုးရဲ့အကျိုးကိုရလို့ ကြီးညိုလေးစားကြပါရဲ့ဖုရားလူတန်းပါဝင်ကြတဲ့အလှရှင်များကိုလည်း၎င်းတို့ရဲ့တရဏဂုံတည်သောအရေးအချင်းကိုချင်းစာတရားရဲ့အရေးအချင်းအလိုက်တပြည့်တော်တို့ကကူညီစောင့်ရှောက်ဖြည့်ဆည်းပေးကြပါမယ်ဖုရားအဓိကအချက်ကတော့ယရဏ၃ပါးအပေါ်၌လူဒန်းနဲ့အလူဒါနအပေါ် ယုံကြည်လေးစားအားကိုးမှုအပေါ်မှာမူတည်ပါれဖုရားအရှင်ဖုရားတရားဟောလို့ကြီးသူရှင်ခင်မွန်းကြီး၁၀ပါးကို တောင်းမှန်ဝင်ကြကြတော့ဒါရဲ့ရှက်ကူးပူဇော်ကြတာတွေကို တပြည့်တော်တို့လည်းလာရောက်ပါဝင်ရှက်ကူးကြတော့ကြပါれဖုရားအမြဝေတိုင်းမှာလဲလာရောက်၍တာရုခေါ်ပါれဖုရားတပြည့်တော်တို့ကြွရောက်လာတဲ့အတွေ့ စတုမာရိအချမ်းအယံနတ်မင်းများလဲမနေတာတဲ့အတွက်လာရောက်ယူတရားနာကြကြပါれဖရာတာဓုလဲခေါ်ကြပါれဖရာသူတို့တွေလဲတာဓုခေါ်တဲ့အတွက်ကြောင့်တိုးတက်မှုအစဉ်အတန်းမြင်မာမှုတွေကိုလက်တွေ့ရရှိတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးအရှင်ဖရာရဲ့မိန်ကြားချက်အတိုင်းအလှူရှင်များကိုလဲစောင့်ရှောက်ကူညီမဆကြပါれဖရာ အဲ့ဒီလိုလှုပ်ခြင်းဟာတာရုခေါ်လို့ရရှိတဲ့အကျိုးအတွေ့ကျေးဇူးဆက်ခြင်းပါခရာဖြစ်နိုင်ရင်အာတာနာတိယတုတ်တော်ကို အမြဲရွတ်ဖတ်ပူဇော်၍ပေးပါလျင်ကျေးဇူးဆက်ရတာအရသာရှိပါတယ်ဘုရားပီတိလည်းဖြစ်ရပါတယ်ဘုရားလို့ပြောထားကြပါတယ်သူတို့လည်းနေမြေဒေတာအသီးသီးက အုတ်ချုပ်သူနမင်းကြီးများဆိုတော့အမျိုးမျိုးအပုံပုံအတွေ့အကြုံတွေကိုရှောက်ထားကြပါတယ်အဲ့ဒီအထဲကနီးသားတွေသမီးတွေအလှူရှင်တွေနဲ့ကိုင်းညီသောအချက်ကလေးတွေကိုပြောပြပေးတာဖြစ်ပါတယ်ယခုလိုကဆူးကပ်ပြဲအချိန်ကာလမှာဘေးစူးရန်စူးအန္တရာယ်စူးတွေကလွတ်မြောက်ဖို့ကဘယ်ဂိုင်းကနတွေကိုမှဝင်စရာမလိုဘယ်အတတ်ပညာမှ သင်စရာမလိုကြောင်းအရှင်ဘုရားဟောပြပေးတဲ့တရဏဂုံနဲ့ကိုချင်းစာတရားပြည့်စုံဖို့ရဲ့အခြေခံ၅ပါးသီလစောင့်ထိန်ပေးရင်တပည့်တော်တို့ကရင်အုပ်မကွာစောင့်ရှောက်ပေးမယ်ဖြစ်ပါကြောင်းကိုကြောက်ထားကြပါတယ်အလူရှင်များရဲ့ဒါနနဲ့သီလအကျိုးတွေကြောင့်ရရှိတဲ့စွမ်းအင် အကျိုးကျေးဇူးတွေနဲ့အလူရှင်များကို ပြန်လဲ ကျေးဇူးဆက်ခြင်းဖြစ်တာမို့ယုံကြည်အားကိုးကြပါရင် ပူပြီးစောင့်ရှောက်ပေးပါမယ်ဖရာအခြေခံ衲တွေဖြစ်တဲ့အိမ်ဆောင်衲တွေခြံဆောင်衲တွေလမ်းဆောင်衲တွေရွာဆောင်衲တွေမြို့ဆောင်衲တွေနေဆောင်衲တွေကိုလည်းမိမိတို့ပြုသမျှကုသိုလ်ကောင်းမှုတွေကို အမြပေးဝေပေးရင် အမြဲတစေမိတ်ဆွေတွေဖြစ်ကြလို့ သွားလီယာလာလီယာစောင့်ရှောက်ပေးတတ်ကြပါれဘုရားလို့ရှောက်ထားကြပါれဘုံမစိုးနမင်းတွေယုတ်ကစိုးနမင်းတွေကွင်းပိုင်ကြီးတွေလဲပိုင်ကြီးတွေတောပိုင်ကြီးတွေတောင်ပိုင်ကြီးတွေကလည်းတပြည့်တော်တို့ကို ပူဇော်ပတ်သခြင်းနဲ့ဆိုရင်တရဏဂုံနဲ့အမြဝေပြီးပူဇော်ပတ်တာပါကိုချင်းစာတရားနဲ့တီလဆောင်ထိန်ပြီး အမြတ်ဝေပူဇော်ပတာပါအဲ့ဒီလိုပူဇော်တာကိုပဲလိုချင်ပါတယ်ဖရာတီလာမပြတ်တဲ့ပူဇော်ပတာခြင်းကိုပဲအလေးအနက်ထားပြီးတာဓုခေါ်စောင့်ရှောက်ပြူပါတယ်ဖရာထိုအခါဆရာတော်ဘုရားကြီးကအသင်နမင်းတို့ကိုမေးရပါဦးမယ်အရက်တွေနဲ့တတ္တဝါတွေရဲ့အသက်ကိုတတ်အသားတွေနဲ့ပူဇော်ပတ်တရတာတွေကောဂော ဘယ်လူကြောင့်လဲရှင်းပြပါဦးလို့မေးလိုက်တော့တပည့်တော်တို့အကြီးအကဲတွေကအနုပိုင်းဆိုင်ရာစုပေးခြင်းကိုကင်တွယ်ရပါတယ်ဖရာကြံတန်ရက်ဆက်တဲ့လက်အောက်ငယ်သားတွေကတော့အကြံပိုင်းဆိုင်ရာဒံပေးခြင်းကိုကင်တွယ်ရပါတယ်ဖရာတရဏဂုံရှိတဲ့သူကိုကျင်းစာတရားထားတဲ့သူသီလတွေကိုစောင့်ထိုင်းတဲ့သူ ယင်ကြီးတိမ်မွေနူးညံ့သူတွေကိုသူတွေကနေ့စဉ်အမြပေးဝေတာကိုတာရုခေါ်ပြီးစောင်းလျှောက်ကူညီရတယ်ဗျာတပည့်တော်တို့လည်းတီလာတို့ကိုစောင့်ထိန်ရပါတယ်ဗျာအကုသို့များတဲ့သူတွေပေးကန်းစွန်ကျဲလှူဒန်းမှုမရှိတဲ့သူတွေမိခင်ဖခင် အပေါ်ကြမ်းတမ်းရက်စက်စော်ကားတဲ့သူတွေသူတော်ကောင်းတွေအပေါ်မိုင်ရိုင်းဆဲရည်တဲ့သူတွေ ယရနာ၃ပါးမရှိသူကိုခြင်းသာတရားမရှိသူသီလမရှိတဲ့သူတွေကိုတပြည့်တော်တို့ရဲ့ကြမ်းတမ်းနဲ့လက်အောက်ငယ်သားတွေကကင်တွယ်ပြီး အပေကိုမြန်မြန်ကြအောင်ခင်မွန်းကြီး၁၀ပါးပြမအောင် မိစ္ဆာဒိဋ္ဌိဖြစ်အောင် ပြုလုပ်ဆောင်ရွက်ကြပြီးအပေကိုမြန်မြန်ကြ၍အသက်တူအောင်ဒံပေးကြခြင်းဖြစ်ပါတယ်ဗျာသူတို့တွေတပြည့်ကြ ရက်စက်ကြရောင်းချကြစားတောက်ကြနေထိုင်ကြလို့အဲ့ဒီလိုစားမဲ့တောက်မဲ့အကျန်းအတန်းတွေနဲ့သာလွှဲထားရပါတယ်ဗျာတတဝါတွေကိုတပ်ဖြတ်နှိမ့်ဆက်ကြသလိုသူတို့မိသားစုတွေကိုလည်းအဲ့ဒီလိုသေးရအောင်တူသောအပြစ်ဒဏ်ပေးထားတာပါပါဗျာရက်စက်ရုပ်မာတဲ့သူတွေကိုသူတို့တဲ့ကြမ်းတမ်းနဲ့ရက်စက်တဲ့ တပည့်တော်တို့ရဲ့လက်အောက်ငေသားတွေနဲ့လှုပ်ထားပေးပါတယ်ဖေယားအခုတပည့်တော်တို့မြို့ပိုင်းနေပိုင်းတောပိုင်းတောင်ပိုင်းဆိုတဲ့ဘုံမစိုးနာမင်းကြီးများယုတ်ကစိုးနာမင်းကြီးများအားလုံးကလည်းအရှင်ဖေယားရှိမှနန်းနေတိုင်းသုံးတော်ကတိုင်းဆယ်ပါးတီလာလာရောက်ယူဆောင်ပြီးစောင့်ထိန်ရပါတယ်ဖေယားဘုံမစိုးနာမင်းတွေတဲက ဘိုးတော်ကြီးတွေကဂတော်ကြီးတွေကမေတော်ကြီးတွေကအချုပ်ဘိုးဘူးကြီးတွေကအချုပ်မေတော်ကြီးတွေကပါဝိဇ္ဇာလိုင်းဝင်သွားသူများအလုံး7ပါးသီလကို အရှင်ဖုရားထံ လာရောက်ဆောက်တည်ရပါတယ်ဖုရားယခုမကောင်းတဲ့သူတွေကိုရှင်းလင်းမဲ့ပွဲမှာအောက်ခြေကကြမ်းတမ်းတဲ့အဖွဲတွေကပြုတ်မှာပါဖုရား အကြီးကဲတွေက ကောင်းတဲ့သူတွေကိုစောင့်ရှောက်ကဲတင်ပေးမှာပါဖရာသားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ယခုကဲ့သို့တင်ဆက်ပေးရခြင်းဟာ နောင်တစ်ချိန်မှာ အောက်လန်းအတက်ပညာဖြင့်နှောက်ရက်တိုက်ခိုက်ခံရလာခဲ့ရင်နမင်းကြီးများ ရှောက်ထားတဲ့အတိုင်းရှောင်ရှားနေထိုင်ကြင်ကြံအထောက်ကြမှသာလွတ်မြောက်ကြမယ်ဆိုတာကို သိစေခြင်းလို့တင်ပြပေးခြင်းဖြစ်ပါတယ်ကြည့်ရှုနာထောင်ကြတဲ့သာသမီယရနာများအလုံးအတတ်ပညာဖြင့်နှိမ့်ဆက်တက်ဖြတ်ညင်စေခံရခြင်းတို့မှလုံကင်းကြပါစေဗျာ